ဂျိုရှောပန်ရဲ့ပွဲကတော့ Fire of the Night Down မဟုတ်ဘဲနဲ့ Fire of the Man သူ့ကိုရရှိသွားတာဖြစ်ပါအားလုံးမင်္ဂလာပါဗျမာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါဂျိုရှောပန်ရဲ့ပွဲကလက်ရှိဂျွန်လာမှာကျင်းပခဲ့တဲ့ UFC 316ပြီးတော့317ပြီးတော့ UFC Fight Night ပြိုင်ပွဲတွေအားလုံးထဲမှာဆိုလို့ရှိရင်အကောင်းဆုံးပွဲစုကိုရရှိသွားတာဖြစ်ပါသူ့အနေနဲ့ကတော့အင်းင်းညမှာကျင်းပခဲ့တဲ့ဒါ Fire of the Night စုကိုလည်း ရထားရပေါ့နော်သူနဲ့ Brandon Rivera တို့ရှင်ဂျုံဝင်ကြတဲ့ပွဲမှာဆိုရင်အေးစုလည်းရထားတယ်လက်ရှိ5 of the man လည်းရတယ်လို့တော်တော်များများကတော့ဒီပွဲကဒါ5 of the year လို့ခေါ်တဲ့2025ခုနှစ်တနှစ်တာလုံးရဲ့အကောင်းဆုံးပွဲဆိုတဲ့ဂုံပုတ်ကိုရနိုင်နေဆိုပြီးတော့မှ UFC ပြိဿတ်တွေအကုန်လုံးကချီးကျူးနေကြတာဖြစ်ပါသူတို့နှစ်ယောက်ရဲ့ပွဲကတော်တော်လေးကိုတော့ကျန်ကျန်တန်တန်ရှိခဲ့ပါတော့ပရိသတ်တွေကလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့အရန်ကိုအားပေးကြတယ်ဒီတော့ကြောင့်မလို့ဒါရှုံးသွားတဲ့ brand revival ကိုတော့မ UFC ရဲ့ဥက္ကဋ္ဌဖြစ်တဲ့တန်နာဝိုက်ကနေပြီးတော့ဒါအနိုင်ထိုးကြီးပါပေးပြီးတော့ဂုံပြူခဲ့တဲ့ပုံစံမျိုးလုပ်ခဲ့တာဖြစ်ပါဂျိုရှာဖန်အနေနဲ့လည်းဒီပွဲကြောင့်မလို့တော်တော်များများရဲ့အားပေးထောက်ခံမှုကိုတခဲနဲ့ရရှိလာရလို့ပြောလို့ရပါတယ်။လက်ရှိအတန်ထွက်နေတဲ့သတင်းတွေအရဆိုလို့ရှင်တော့ဂျိုရှာဖန်အနေနဲ့ဘရာဇီးနိုင်ငံမှာကျင်းပမဲ့ UFC ပြိုင်ပွဲမှာဆိုလို့ရှင်လာမယ့်ဒီဇင်ဘာလထဲကျလို့ရှင်ကျွန်တော်တို့ဖန်တိုချာနဲ့ချန်ပီယံလူပွဲထိုးသားမယ်ဆိုပြီးတော့အတန်ထွက်နေတာရှိတယ်။ ဒါကလည်းဖြစ်နိုင်ကြတော့တော်တော်လေးများပါဘာလို့လဲဆိုတော့လက်ရှိ UFC ရဲ့ active ဖြစ်နေတဲ့ champion နေထဲမှာဆိုလို့ရှိရင်ဒါပန်ဒိုချာကတော်တော်လေးကိုနာမည်ကြီးရဲ့ကစားသမားပြီးတော့နိုင်ပွဲလည်းဆက်နေရပါတော့တကယ်ကနဝင်ဖိုက်တာတယောက်လို့ပြောလို့ရတဲ့ကစားသမားပြီးတော့ champion ကဘရာဇီးကနေလည်းလက်ရှိဒီတယောက်တည်းပဲရှိရဒီတော့ကြောင့်မလို့ဘရာဇီးနိုင်ငံမှာပြင်ပါမယ်ဒါ UFC ပြိုင်ပွဲမှာဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်ရဲ့ပွဲကကျင်းစီပေါက်ပါဝင်လာနိုင်တယ်လက်ရှိဒီဇင်ဘာလဆိုလို့ရှိရင်တော့ကျွန်တော်တို့9လလောက်တော့လိုသေးရပြီးတော့ဂျိုရှာဖန်ကိုက ဆရာဝန်တွေက medical suspension အနေနဲ့ဒါတလခွဲတိတိ45ရက်နာခိုင်းတာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ကပြင်ဆင်ချိန်တော့ရရလို့ပြောလို့ရပါဂျိုရှော့ဖန်က2025မကုန်းခင်မှာချန်ပီယံကပတ်ရချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒီဇင်ဘာလထဲမှာဒါသူ့ကိုချန်ပီယံကပတ်လူးခွင့်ပေးမယ်ဆိုလို့ရှင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့ဂျိုရှော့ဖန်က အောက်တိုဘာလမှာမွေးတဲ့ကစားသမားဒီအတွက်ကြောင့်မလို့သူ့အနေနဲ့ကအသက်24နှစ်တော့ပြည့်သွားမယ်လို့တော့ကျွန်တော်စိတ်ထဲထင်တယ် ဒါကြောင့်မလို့ဂျွန်ဂျောင်းစ်ကတော့ဒါအသက်23နှစ်နဲ့အငယ်ဆုံးဆက်ဖြစ်နေပြီးတော့ဒီဂျိုရှောဗန်ကတော့အသက်24နှစ်နဲ့ကျွန်တော်တို့ဒီကနဝင်ဖိုက်တာကြီးရဖြစ်တဲ့ဂျိုဆေးရဲ့တို့တို့ဘာလို့ ਨੇ တန်းတူဖြစ်သွားနိုင်တယ်ဗောနော်ချန်ပီယံဖြစ်တယ်ဆိုရင်တော့အဲ့လိုမျိုးဖြစ်သွားနိုင်မှာအသက်23နှစ်အတွင်းမှာတော့ဝင်မိုးရာနည်းနည်းခက်ခဲပါဘာလို့လဲဆိုတော့ကျွန်တော်တို့ medical suspension ထိတာရောပြီးတော့လက်ရှိပြိုင်ပွဲတွေရဲ့အနေအထားအရဆိုလို့ရှင်တယ် ကျွန်တော်အလက်ဇန်နာပန်တိုချာကအဲ့လောက်အရန်ကြီးစောပြီးတော့ထိုးเสียအကြောင်းမရှိဘူးသူ့အနေနဲ့ဒါတစ်နှစ်မှာအများဆုံး၃ဘွဲ့လောက်ထိပဲထိုးသက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘိုင်းမှာဆိုလို့ရှိရင်တော့ဂျိုရှာဖန်ကဒါသူ့အသက်အငယ်ဆုံး23နှစ်ဆိုရဲကုန်ဖို့တော့ရဖို့အရန်ကြီးမလွယ်လောက်ဘူးလို့တော့မြင်ပါလက်ရှိအတိတ်ဖြစ်နေတဲ့အနေအထားရကြည့်မယ်ဆိုရင်ဂျိုရှာဖန်ကဒီ2025ခုနှစ်အတွင်းမှာဟိုပဲဒီတလအတွင်းမှာပဲပွဲကနှစ်ပွဲစတိုက်ထိုးတာလေပန်နိုချာအနေနဲ့ကတော့လွန်ခဲ့တဲ့ ဒါ၄ပွဲမှာဆိုလို့ရှိရင်2023ပြီးတော့2024မှာ2ပွဲပြီးတော့2025မှာ2ပွဲထိုးပြီးသွားပါပွဲကတော့ဂျိုရှော့ဗန်နက်ဆာလို့ရှိရင်တော့နည်းနည်းလေးပိုကျဲလို့ပြောလို့ရပါဒီလိုမျိုးပွဲစတိုက်ထိုးတာ ਨੇ ပတ်သက်ပြီးတော့ဒီ interview မှာဆိုလို့ရှိရင်ဂျိုရှော့ဗန်ကဘယ်လိုပြောလဲဆိုတော့မင်းဘာလို့ပွဲစတိုက်ထိုးရလဲဆိုရင်သူကဒီအောင်မြင်မှုကိုသဘောကျတယ်ကြော်ကြားတာကိုသဘောကျတယ်ဒါပေမဲ့တကယ်ပွဲထိုးနေရပြီဆိုလို့ရှိရင်တော့ဒါတွေက သူ့ကိုဒီ disruption ဖြစ်စေရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ social media ကိုတတ်နိုင်သမျှနည်းနည်းပဲသုံးနေပေါ့နော်ဒါပေမဲ့တကယ်လို့သူ့ပွဲထိုးပြီးတလားလောက်နေလို့ရှိရင်သူကဒါပွဲထိုးပြီးကစားဆိုလို့ရှိရင်များ online ပေါ်မှာကြိုးရှော့ဖန်နဲ့ပတ်သက်တာလေးပဲတော့ရှော့တက်နေရယ်ဒါပေမဲ့ပွဲထိုးပြီးတော့တလားလောက်ဆိုရင်မတွေ့ရတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့သူကအဲ့လိုမျိုးဆိုရင်သဘောမချရတဲ့အတွက်ကြောင့်မလို့ဒါတလားကိုတပွဲလောက်ထိုးကျင်နေဆိုပြီးတော့တော့မှရေမောပြီးတော့ပြောခဲ့တာဖြစ်ပါပြီးတော့ဒီចောင်းသားဘွားရံပွဲတွေနဲ့ပတ်သက်ပြီးပြောခဲ့တာကတော်တော်များများကတော့သူ့အနေနဲ့ဒီ Street Fight Video တွေပေါ့နော်ပုံမှန်ကျွန်တော်တို့လမ်းမပေါ်အရံပွဲတွေမှာဆိုရင် Fighter တွေမဟုတ်ပဲနဲ့ဒီတာမန်တွေဘယ်လိုထိုးကြလဲဘယ်လိုမျိုးကွက်တွေတုံးနေဆိုတာကိုကြည့်ပြီးတော့သူကသူရံဖြစ်တဲ့ချိန်ကျရင်တုံးနေဆိုပြီးတော့လည်းပြောခဲ့တာရှိရပေါ့နော်တကယ်ဟိုအเจ้าမှာတော်တော်လေးရံဖြစ်ခဲ့တဲ့ပုံစံမျိုးပေါက်တယ်ဒါသူနဲ့တော်တော်လေးကိုကန့်ညင်ရခဲ့ရတဲ့ခုကိုတွေ့သွားရလို့ပြောလို့ရပါအဆုံးတော့ကျွန်တော်ဒီနေ့ပြပြပေးသွားခဲ့တဲ့အကြောင်းအရာကဂျိုရှော့ဖန်နဲ့ဘရန်နယ်ရိုဘဲတို့ရဲ့ပွဲက Fire of the Night ရထားတယ်။တရှိ Fire of the Man ဖြစ်တဲ့ဒါဂျွန်လာရဲ့အကောင်းဆုံးပွဲ စုကိုလည်းထပ်ရထားပြီးတော့ပြည်သက်နေကြတဲ့မှာတော့ဒါ2025ခုနှစ်ရဲ့အကောင်းဆုံးဇယင်းဝင်လာမဲ့ဒါ Fire of the Year စုကိုပါရနိုင်နေဆိုပြီးတော့ရေပန်းစားနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးကိုသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်။